ထူးသဖြင့်မြတ်စွာဘုရားကုံကျေးဇူးများစွာရှိတဲ့အနေကဒါဒီနေ့ဘုရားယောဂီတို့ရဲ့နှုတ်ဖျားမှာနေတိုင်းရွတ်ဆိုပြီးတော့နေတဲ့အတိဘေကိုတိမယ်ဆိုလို့ရှိရင်အလွန်တရာမှအကျိုးကျေးဇူးများမဲ့ဂုံတော်၃ပါးကိုဒီနေ့ပြောမယ်ပေါ့နော်လူတိုင်းလူတိုင်းတိတ္တဆအရွယ်ကစပြီးတော့ဗုဒ္ဓဘာသာဝင်ဖြစ်တဲ့အတွက်ကြောင့်နမောတတဘဂဝတောအရဟတောတမ္မသမ္ဗုဒ္ဓတ္တလို့ကလေးလေးတွေကစရှ िख ိုးတတ်တယ်မြတ်စွာဘုရားပေါ့ ဒါပေမဲ့အဲ့ဒီဘုရားရှိခိုးရဲ့လင်းတဲ့ပုံပြည့်စုံပုံကောင်းမွန်ပုံကိုသိရှိ နားလည်တဲ့လူကတော့အလွန်နည်းတယ်လို့ထင်တယ်။ပြောရင်မြတ်စွာဘုရားရဲ့ဂုံကျေးဇူးတွေကိုတော့ဆင်ခြင်ပြီးတော့ရှိခိုးနေတဲ့ဘုရားရှိခိုးတွေမှာဒီဘုရားရှိခိုးကအကောင်းဆုံးပဲအပြည့်စုံဆုံးပဲဟုတ်လားဒါလေးကိုနားလည်ရမယ်နော်။နမောတတဗကဝတောအရဟတောတမ္မာတမ္ဗုဒ္ဓတ။နမောရှိခိုးပါဤဘုရုကိုရှိခိုးတာတော့ တတ္တထိုမြတ်စွာဘုရားအာအဲ့ဒီမြတ်စွာဘုရားကဘလို့မြတ်စွာဘုရားတော့ဘဂဝတော်ဟောလာပြီနော်ဘဂဝတော်ဘဂဝါကုံနဲ့ပြည့်စုံတော်မူသောမြတ်စွာဘုရားဘဂဝါကုံဆိုတာဘာလဲအကြံမြတ်ဖြစ်တော်ဘုံတော်နန္ဒကံတော်နန္ဒညံတော်နန္ဒတကောတော်နန္ဒနဲ့ပြည့်စုံတယ်လို့ဒီလိုနားလည်ထားတယ်ဟုတ်လားအဲ့ဒါကိုပို့ပြီးတော့ထဲထဲဝင်ဝင်လေးစဉ်းစားတက်စီခြင်းမြတ်စွာဘုရားဆိုတာလောကမှာ အပြည့်စုံဆုံးလူသား အဖက်ဖက်ကဘာမှလိုလေသေးမရှိအောင်ပြည့်စုံရုပ်ရည်အဖြစ်ပဲဖြစ်ဖြစ်ဉာဏ်ပညာအဖြစ်ပဲဖြစ်ဖြစ်စိတ်အရည်အသွေးအဖြစ်ပဲဖြစ်ဖြစ်ဘယ်ဘက်ကကြည်ကြည်မြတ်စွာဘုရားမှာဘာလေးလိုနေတယ်ဆိုတာမရှိဘာဖြစ်လို့အဲ့လောက်မြတ်စွာဘုရားကပြည့်စုံတာလဲလို့မေးရင်ဘဝပေါင်းများစွာမြင့်မြတ်တဲ့ပါရမီ လုပ်ငန်းစဉ်ကိုဘာမှမလိုအောင်ပြည့်ပြည့်စုံအောင်မြတ်စွာဘုရားပြုလုပ်ခဲ့လို့ဒါကိုမြင်တဲ့ရမယ်ဟုတ်လားအလွန်တရာမ ကြီးကျယ်တဲ့မြင့်မြတ်တဲ့လုပ်ငန်းစဉ်တွေပေါ့ဘဝပေါင်းများစွာမြတ်စွာဘုရားအဆုံးစွန်ရအောင်ပြည့်ပြည့်စုံအောင်လုပ်ခဲ့တယ်အဲ့ဒီအကြောင်းတရားရဲ့ပါရမီအကြောင်းတရားရဲ့ပြည့်စုံခြင်းဒီဟုသောအကြောင်းကြောင့်ဘုရားဖြစ်တဲ့ဘဝမှာ နောက်ထပ်လည်းပဲဒါဘဝဖြစ်เสียမရှိတော့ဘူးအန္တိမဘဝနောက်နောက်ဆုံးဘဝဆိုတော့ဖြည့်စည်းခဲ့တဲ့ပါရမီတွေကအကုန်လုံးအလူအယက်အကျိုးပေးကြသလိုမျိုးပေါ့ဘာလေးမှလိုလေသေးမရှိအောင်မြတ်စွာဘုရားကနောက်ဖြည့်ကျင့်ခဲ့တဲ့ပါရမီတရားတွေကဖန်တီးကြတယ်ဝိုင်းဝန်းပြီးတော့ အကျိုးပေးကြတယ်ဒါကြောင့်မြတ်စွာဘုရားမှာဘာလိုနေတယ်ဆိုတာမရှိဟုတ်လားရုပ်ရည်အဖြစ်လည်းပဲအတင့်တယ်ဆိုဉာဏ်ပညာအဖြစ်လည်းပဲအထက်မြတ်ဆုံးသူတော်ကောင်းတရားအဖြစ်လည်းပဲအမြင့်မြတ်ဆုံးမြတ်စွာဘုရားမှာဘာလိုတယ်ဆိုတာမရှိဘူးအဲ့ဒါကိုဘဂဝါကုံလို့ခေါ်တယ်ဟုတ်လားတော့နမောရှိခိုးပါဤဘလူမြတ်စွာဘာဝရှိခိုးတာတော့တတ္တထူမြတ်စွာဘုရားရှိခိုးတာအဲ့ဒီမြတ်စွာဘုရားဘလူမြတ်စွာဘုရားတော့ဘဂဝါတော် ောင်းတာတွေကိုပြည့်စုံအောင်လုပ်ခဲ့တဲ့အတွက်ကြောင့်ဒီဘဝမှာကောင်းတာတွေမှန်သမျှအကုန်လုံးပြည့်စုံနေတဲ့မြတ်စွာဘုရားဟုတ်ပြီနော်သမောတ္တဗဂဝတော်ဗဂဝတော်ပြီးတော့ဘာတော့အရဟတော်အရဟတော်ဆိုတာစိတ်နှလုံးအဖြူစင်ဆုံးလို့အဓိပ္ပာယ်ရတယ်မြတ်စွာဘုရားရဲ့စိတ်နှလုံးဟာတော့ຢာကားဖြင့်လည်းပဲပူလောင်နေဆိုတာမရှိဘူးဒေါသဖြင့်လည်းပူလောင်နေဆိုတာမရှိဘူးမောဟဖြင့်လည်းပူလောင်နေဆိုတာမရှိဘူးမြတ်စွာဘုရားရဲ့စိတ်နှလုံးဟာပဂတိအေဂျန်တယ်ဘာဖြစ်လို့တော့ ူစီတဲ့လောင်စီတဲ့ပင်ပန်းစီတဲ့တရားတွေမြတ်စွာဘုရားစိတ်နှလုံးမှာလုံးဝမရှိတော့ဘူး။ဒကာမတို့ဘုံဘုံတို့တွေမှာတော့လူချင်းစရာမမိုးစရာအာယုန်နဲ့တွေ့ရင်ရာဂဆိုတဲ့ဆွဲမဲ့မှုနဲ့စိတ်ဟာပူလောင်ရတယ်ပင်ပန်းရတယ်။မကျင်တဲ့စရာအာယုန်နဲ့တွေ့လာရင်အလိုမချမှုမကျင်တဲ့မှုတွေနဲ့စိတ်ဟာပူလောင်ရတယ်ပင်ပန်းရတယ်။ဒီအတိုင်းဘုရားဝါဒနေနေတာပဲအမှန်တရားကိုမသိဘူးဆိုတာလည်းပဲပူလောင်ခြင်းတစ်မျိုးပင်ပန်းခြင်းတစ်မျိုးပဲ။သူကြတော့နုညံ့တဲ့အတွက်ကြောင့် မတိမှုဟာပူလောင်တယ်ပင်ပန်းတယ်ဆိုတာကိုနားလေဘူးတော်တော်ခက်တယ်ပေါ့နော်မြတ်စွာဘုရားကတော့မောဟဆိုတဲ့မတိမှုကိုလည်းပဲမောဟကိမောဟမီးလို့ဒီလိုဟောရတယ်ဟုတ်လားအဲ့ဒါမြတ်စွာဘုရားစိတ်လုံးမှာအဲ့လိုလောင်စီ ပူစီကျွမ်းစီတတ်တဲ့မီးတွေဟာလုံးဝငိမ့်နေမီးငိမ့်တဲ့အတွက်ကြောင့်မြတ်စွာဘုရားစိတ်နှလုံးဟာဘာလို့အေးတယ်ငိမ့်တာနဲ့အေးတာနဲ့ကိုတွဲပြီးတော့နားလေဖို့လိုမယ်နော်မငိမ့်ဘဲနဲ့အေးမှာမဟုတ်ဘူးနော် ငိမ့်မအေးမဟုတ်လားအဲ့တော့မြ်စွာဘုရဲ့အရဟံဂုံဆိုတာမြတ်စွာဘုရားမိငိမ့်နေတဲ့အတွက်ကြောင့်ပဂရိအေးချမ်းနေတယ်ဆိုတဲ့အတိပဲကိုပြောတာဟုတ်လားတနည်းရှုထောင့်တစ်မျိုးကကြည့်ပြောမယ်ဆိုရင်ဇာကသည်မလအညစ်အကြေးတစ်မျိုးဖြစ်တယ်ဒေါသသည်မလအညစ်အကြေးတစ်မျိုးဖြစ်တယ်မောဟကလည်းမလဆိုတဲ့အညစ်အကြေးတစ်မျိုးဖြစ်တယ်အဲ့တော့မြတ်စွာဘုရားနော်အလွန်ထက်မြက်တဲ့ဉာဏ်ပညာတည်းဟူသောရေဖြင့် အဲ့ဒီအညစ်အကြေးတွေကိုလုံးဝပြောင်းရှင်တန့်ရှင်းသွားအောင်ရှေ့ကြောတော်မူနိုင်တဲ့အတွက်ကြောင့်မြတ်စွာဘုရားစိတ်နှလုံးဟာပဂရိဖြူရှင်တန့်ရှင်းတော်မူတယ်။ဒါအရဟံဂုံရဲ့အတိပ္ပယ်ကိုပြောတယ်နော်။အဲ့ဒါတွေကိုစဉ်းစားဆင်ခြင်နေရကိုယ်စိတ်နှလုံးဟာအလွန်မြင့်မြတ်သွားတယ်။ဒါကြောင့်မြတ်စွာဘုရားရဲ့ဂုံကျေးဇူးတွေအည်အသွေးတွေကိုဆင်ခြင်ခြင်းဖြင့်ကိုယ်စိတ်ကိုမြင့်မားစေရမယ်မြင့်မြတ်စေရမယ်။နော်အဲ့ဒီလိုလုံနေတာကိုကကိုယ့်ရဲ့စိတ်ကိုကာကွယ်စောင့်ရှောက်နေတာကိုယ့်ရဲ့ဘဝကိုကာကွယ်စောင့်ရှောက်နေတာ။ဟုတ်လား။ နမောရှိခိုးပါဤတတ္တထိုမြတ်စွာဘုရားအာဘလိုမြတ်စွာဘုရားတို့ဘဂဝါတော်ကောင်းတာတွေကိုပြည့်စုံအောင်လုပ်ခဲ့တဲ့အတွက်ကြောင့်ကောင်းတာတွေအကုန်လုံးပြည့်ပြည့်စုံနေတဲ့မြတ်စွာဘုရားအခုရဟတော်ပါတော့ကိလေသာ အပူတွေငြိမ်းလို့အေးတော်မူတဲ့မြတ်စွာဘုရားကိလေသာအညစ်အကြေးတွေတန့်ရှင်းစင်ကြယ်တော်မူတဲ့အတွက်ကြောင့်အလွန်ဖြူရှင်တော်မူတဲ့မြတ်စွာဘုရားဟုတ်ပြီနော်နောက်တစ်ပါးကျန်သေးတယ်တမ္မာတဗုဒ္ဓတ္တဟုတ်လားတမ္မာတဗုဒ္ဓတ္တဆိုတာစကလုံးသုံးလုံးရှိတယ်။တမ္မာ တန်ဗုဒ္ဓတမ္မာရဲ့တန်ရဲ့ဗုဒ္ဓเนาะတမ္မာဆိုတာမှန်ကန်စွာတန်ဆိုတာကိုယ်တိုင်ဗုဒ္ဓဆိုတာတိတာเนาะတဘာဝတရားတွေရဲ့အကြောင်းကိုမြတ်စွာဘုရား ကိုယ်တိုင် မှန်မှန်ကန်ကန်တိတာဘာလေးကိုမတိဘူးဆိုတာမြတ်စွာဘုရားမှာမရှိကြံမြန်ဖြင့်ဒါလို့ရင်ဆင်းရဲမယ်ဒါလို့ရင်ချမ်းသာမယ်တော့ဒါလို့ရင်တော့ဘဝတန်တရားထဲမှာလည်နေမှာပဲဒါလို့ရင်တော့ ဒီဆင်းရဲတဲ့ဘဝတန်တဲ့ဝိဒုက္ခကနေလွတ်မြောက်သွားလိမ့်မယ်အစရှိသည်ဖြင့်မြတ်စွာဘုရားနော်ပြီးပြည့်စုံအောင်တဘာဝတရားတွေအကြောင်းကိုသိတော်မူတယ်မြင်တော်မူတယ်နော်မြတ်စွာဘုရားဖန်တီးသူမဟုတ်ဘူးနော်တွေးရှိသူတဘာဝတရားတွေကိုဘယ်သူမှတကယ်တမ်းကဖန်တီးလို့ရတာမဟုတ်ဘူးဟုတ်လားဆိုကြပါစို့အကုသိုလ်တရားတွေဟာဆင်းရဲစေလို့မြတ်စွာဘုရားလှုပ်ထားတာမဟုတ်ဘူးအကုသိုလ်တရားတွေဟာမကောင်းတဲ့စိတ်သက်တွေဟာ ဆင်းရဲစီတယ်ပူလောင်စီတယ်ရုပ်ညက်နဲ့အကျိုးရလက်တွေကိုထွက်ပေါ်စီတယ်လို့မြတ်စွာဘုရားသိမြင်တာနော်ဒီတရားတွေရဲ့အကျိုးရလက်ကဒီလိုရှိတယ်လို့သိမြင်တာဟုတ်လားအဲ့လိုပဲကောင်းတဲ့စိတ်တွေကုသိုလ်တရားတွေဟာချမ်းသာစီလို့မြတ်စွာဘုရားလှုပ်လိုက်တာမဟုတ်ဘူးနော်ကောင်းတဲ့တရားတွေဟာစိတ်ကို အေးချမ်းစီတယ်နော်ချမ်းသာစီတယ်နောက်တစ်ချိန်မှလည်းပဲကောင်းမွန်တဲ့အကျိုးရလက်တွေကိုဖြစ်ထွန်းစီတယ်လို့ဒီသဘာဝတရားတွေရဲ့စွန့်ရည်တက်တီကိုမြတ်စွာဘုရားဘာလို့မြင်တော်မူတာသိတော်မူတာ သဘောပေါက်လားဘုံပြောတာပေါ့အဲ့တော့ဘုရားဆိုတာဖန်တီးသူမဟုတ်เนาะတဘာဝတရားတွေအကြောင်းကိုဗာလဲသိရှိသူတွေ့ရှိသူတွေ့တာသူတွေ့တာကိုတွေ့တဲ့အတိုင်းပြောတာလားအဲ့ဒါဘုံတို့ယုံကြည်တယ်ဆိုရင်လိုက်နာကျင့်သုံးကြည့်ဒါပဲဟုတ်လားအဲ့တော့သမ္မာသမ္ဗုဒ္ဓဆိုတာဗာလဲเนาะကောင်းစွာမှန်စွာ ကိုတော်တိုင်တိတော်မူတာသမ္မာသမ္ဗုဒ္ဓဟုတ်လားဟုတ်ပို့ပြီးတော့ရိုးရှင်းတဲ့စကားလုံးနဲ့ပြောရရင်မြတ်စွာဘုရားအတော်ဆုံးလူသားအထက်မြတ်ဆုံးလူသားပဲ တဘုံမဘဂဝါကုံရဲ့အရာကုံရဲ့သမသမုဒ္ဒကုံရဲ့ဟိုအလွန်ရိုးရှင်းရှင်းသားလေစေခြင်းဘဂဝါကုံဆိုတာအပြည့်စုံဆုံးလူသားဘာလို့နေတယ်ဆိုတာမရှိဘူး။နော်အရာကုံဆိုတာအကောင်းမွန်ဆုံးလူသားအဖြူရှင်ဆုံးလူသား။နော်စိတ်ဓာတ်ကအကောင်းဆုံးပဲ။ဟုတ်လား။သမသမုဒ္ဒဆိုတာဘာတော့အတော်ဆုံးလူသားအထက်မြတ်ဆုံးလူသား။အလွန်ကောင်းတာနော်။အဒီဒီကုံကျေးဇူးသုံးပါးအကြောင်းကိုခေစီတွင်ညာအသေးစိတ်နားလည်အောင်လေ့လံပြီးတော့ ဒါကိုစိတ်နဲ့ကြင်ပါများစွာစဉ်းစားမယ်ဆင်ခြင်မယ်ဆိုရင်အဲ့ဒီလို လုံနေခြင်းကပဲမိမိရဲ့စိတ်ကိုဘာလို့ကာကွယ်ရဆောင်ရှောက်ရရောက်တယ်။ကိုယ့်ရဲ့ဘဝကိုလည်းကာကွယ်ပြီးသားဆောင်ရှောက်ပြီးသားဖြစ်တယ်။တော့အပြင်ဘက်ကအန္တရာယ်တွေယံနေဆိုတာကတော့အတွင်းမှာအန္တရာယ်မကင်းလို့ယံမကင်းလို့ဖြစ်ကြရတာများပါလေ။တော့အတွင်းမှာအန္တရာယ်ကင်းမယ်ယံကင်းမယ်ဆိုရင်ပြင်ဘက်ကအန္တရာယ်တွေယံနေရလည်းပဲအလိုလိုကင်းရှင်းပြီးသားဖြစ်နေတတ်တယ်။ဒါကိုလည်းပဲနားလည်ဖို့လိုပဲနော်။ဒါကြောင့် ဝိပဿနာတရားကိုဗရဏအနေအရာမှာထားပြီးတော့ကြိုးစားအထုတ်ပြီးတော့နေကြတဲ့ယောဂီတွေအနေနဲ့မြတ်စွာဘုရားရဲ့ခုံကျေးဇူးတွေကိုနော်သိအောင်မြင်အောင်နားလည်အောင်လေ့လာသင်ယူပြီးတဲ့နောက်မှာစဉ်းစားဆင်ခြင်ခြင်းဖြင့်ကိုယ်စိတ်နှလုံးကိုမလုံးစေရမလို့မြင့်မြတ်စေရမေးသဘောပေါက်ရလားဖုံပြောတာအင်းဒါဗုဒ္ဓနုဒတိဘာဝနာပေါ့နော်